ီးခဲ့တဲ့စနေနေ့ကကျင်းပခဲ့တဲ့အမေဇုန်သတိ Jet Bezos နဲ့သူ့ရဲ့ချစ်သူ Lauren Sanchez တို့ရဲ့မင်္ဂလာပွဲဟာတမိုင်းတစ်လျှောက်အခမ်းအနားဆုံးလက်ထပ်မင်္ဂလာပွဲ ရာစုနှစ်ရဲ့မင်္ဂလာပွဲဆိုပြီးသတင်းတွေမှာဖော်ပြခင်ရပါတယ်။အီတလီနိုင်ငံ Venice မြို့မှာ၃ရက်ကြာကျင်းပခဲ့တဲ့အဲ့ဒီမင်္ဂလာပွဲကိုနမေဂျော်ထိတ်တဲနှုပညာရှင်စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြတာမှာအသံငယ်ဆုံးဘီလီယံနာ Kylie Jenner အပါအဝင် Kardashian မိသားစု Oprah Winfrey ပရဟိတသထေကြီး Bill Gates နဲ့ American ဘောလုံးသမား Tom Brady တို့ပါဝင်ပါတယ်။ဒီမင်္ဂလာပွဲနဲ့ပတ်သက်ပြီးလူတိုင်းပျော်ရွှင်နေကြတာတော့မဟုတ်ပါဘူး။ Jet Bezos နဲ့ Lawrence Sanchez တို့ဟာသူတို့ရဲ့မင်္ဂလာပွဲအတွက်ပြည်သူတွေကိုတိုက်ပွဲတွေနဲ့ပတ်သက်ပြီးလူတိုင်းပျော်ရွှင်နေကြတာတော့မဟုတ်ပါဘူး။ Jet Bezos နဲ့ Lawrence Sanchez တို့ဟာသူတို့ရဲ့မင်္ဂလာပွဲအတွက် Phoenix မြို့ရဲ့တူးမြောင်းလေလမ်းတော်တွေကိုသူတို့ကိုယ်ပိုင်အဖြစ်ပြောင်းလဲပစ်ခဲ့ကြတယ်လို့ခန်းစားနေကြတဲ့မြို့ကများပြားနဲ့ဆန္ဒပြသူတွေကလည်းအင်အားအပြည့်နဲ့ထွက်ပေါ်ခဲ့ပါတယ်။ Saint Mark ရှင်ပြန်မှာ လယ်သမားတူကကမ္ဘာချမ်းသာဆုံးတိရာခိုင်နှုန်းရဲ့လွှမ်းမိုးမှုကိုစန့်ကျင်ဖို့အလန်တိုင်းတက်ဆန္ဒပြခဲ့ပါတယ်။ Jet Bezos လို Venice မြို့တစ်မြို့လုံးကိုသူ့ကိုယ်ပိုင်ပစ္စည်းလို့သဘောထားပြီးမာနထောင်လွှမ်းမောက်မာမှုမျိုးဘယ်သူမှမရှိဘူးဘူးလို့မျိုးကန်တူကဆိုပါတယ်။ Has anyone had this hubris this arrogance to regard all of Venice as his personal Stanno rovinando il pianeta. သူတို့ကကမ္ဘာကိုဖျက်ဆီးနေတာ။အားလုံးကပတ်စံအတွက်ပဲ။ကျွန်တော်တို့ရဲ့မြေတွေတော့ဘယ်လိုလုပ်မလဲ။ သူတို့အတွက်ဘာတွေကြံခဲ့မှာလဲဆိုပြီးတော့လဲဗီနစ်မျိုးသားတူကပြောပါတယ်ဘီဆုံးနဲ့ရုပ်ချင်းစင်တူသူလူတစ်ယောက်ကတော့သူနဲ့ဆော်ဖီရိုက်ခဲ့တဲ့လူတွေကြားမှာအလွန်ပဲနာမည်ကြီးခဲ့ပါတယ်ဘီဆုံးစစ်ပေါ်မှာတော့ဗီနစ်မျိုးကန်တွေရဲ့သဘောထားကရောထွေးနေတာထင်ရှားပါတယ်အမေရိကန်နိုင်ငံသားအများပြားဟာနေထိုင်ရေးစားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ရုန်းကန်နေရချိန်မှာဂျက်ဘီဆုံးကဒေါ်လာတန်ပေါင်းများစွာတန်တဲ့လက်ထက်မင်္ဂလာပွဲကျင်းပတဲ့ပေါ်မှာပြစ်တင်ဝေဖန်မှုတွေလည်းပြင်းထန်ခဲ့တာပါ Bezos ဟာတချို့နှစ်တွေမှာဝင်ဝင်ကုန်လုံးဝမပေးဆောင်ဘူးဆိုတဲ့စွပ်စွဲမှုတွေလည်းရှိပါတယ်။ Washington Post သတင်းစာကိုပိုင်ဆိုင်ထားသလိုတခြားသူလိုအလွန်ချမ်းသာသူတွေကလည်းဒီမိုကရေစီအတွက်အရေးပါတဲ့မီဒီယာလုပ်ငန်းတွေကိုဝယ်ယူထားကြပါတယ်။မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ဧည့်သည်200ကိုဂုဏ်ပြုတဲ့အနေနဲ့ Vinic မြို့ Prahita လုပ်ငန်းတွေအတွက် American Dollar တသန်းကျော်လူတန်းမယ်လို့လည်း Jet Bezos ကပြောပါတယ်ခင်ဗျာ။ဘရေးရှင်း